လေချုံတက်နဲ့ဘလို့အမျိုးတော်လဲဆိုတော့လေချုံတက်ကတော့အကိုရဲ့အဖွာပါဒီနဲ့လေချုံကတော့နှစ်ပေါင်းအဲ30နီးနီးပါလောက်ရှိသွားပြီဗောလေကုရက်တီကိုပဲအဲဟိုလူတွေမှာအသက်50နဲ့အထက်ဝန်းကျင်လူတွေဆိုတော့မျိုးများသိကြသေးတယ်လေချုံတက်နဲ့လေချုံလို့ပြောလိုက်တာနဲ့ဒါကျုံးမကောင်းနဲ့လေချုံကိုပြင်းပြင်းခဲ့ကြတာပါဖြစ်ပါတယ်တည်ဆုံးသွားတဲ့ပုံကိုနဲ့ဒီလာမေးတဲ့မိသားစုဝင်နဲ့ဒါလိုက်စကားပြောခွင့်ပေးတာပါ အဖွားကမေးတာတို့အဖွားဝင်ပူးတာတို့လည်းမဟုတ်တလို့ဒီနက်လေကြုံမေးတဲ့ဘိုးတော်ကပြောပေးတာလည်းမဟုတ်ဘူးဒါလိုက်ပြောရတဲ့သဘောပါကျွန်တော်မလို့ဘူးညီအစ်မလေးလေးပဲအဲခုလေချုံတဲ့ဇကားကလည်းအဲဒီအဝအခြေတည်ထားရဆိုပေမဲ့ frame ပုံစံလေးကတော့အဲစင်တူရိုးမှရှိပါတယ်လေချွန်တ်နဲ့ဘလို့အမျိုးတော်လဲဆိုတော့လေချွန်တ်ကတော့အကိုရဲ့အဖွားပါအဖွားပါ ဒေချွန်တ်ကတကယ်တော့အဖွားနှစ်ယောက်ရှိပါတယ်ဇလန်ကဇလန်ကဒီအစကတော့အုပ်ဖို့နဲ့ဂျုံးမကောက်နှစ်မျိုးရဲ့ကြာအရှိမ9မိုင်6မိုင်လောက်ဝေးတယ်တာလီကာဆိုတဲ့ရွာအစခဲ့တာပါအတာလီကာမှာအဖွားနှစ်ယောက်ကအဲညီမတွေပေါ့လေအဖွားနှစ်ယောက်ကမွေးပြီးတော့အရင်ဆုံးစပြီးတော့အဖွားအကြီးပေါ့လေဒေါ်မြတီနဲ့ဒေါ်စိန်ထွေးဆိုနှစ်ယောက်ရှိတယ်အဲသူတို့ကဒေါ်မြတီက အဲဆုံးသွားတဲ့အခါမှာဒေါ်စိန်ထွေးရနေပြီးတော့ချုံမကောင်မှာဆက်ပြီးတော့ဒီနက်လေဂျုံမိခဲ့တာပါဒီလက်ရှိမှာဆိုလို့ရှိရင်တော့အကိုကိုတိုင်းလည်းဒီနက်လေဂျုံနဲ့ပတ်သက်ပြီးတော့ဒီအဖွားတွေကိုမှီလိုက်တဲ့အတွက်ဒီကိုတိုင်းလည်းကြုံတွေ့ခဲ့ရတယ်အဲနောက်တစ်ခုကဒီအဖွားတွေရဲ့တည်တင်းအခုတချို့ဆိုလို့ရှိရင်အခုနယ်မှာရှိတဲ့တက်ကြီးရွယ်ဦးတွေဆိုလို့ရှိရင်လည်းဒါလက်တွေ့ အဲတွေ့ကြရတဲ့ပုံစံတွေများစွာရှိပါတယ်အဓိကပြောချင်တာကတော့ဒီနန်းလေကျော်ကအဲအကိုရဲ့အဖွားတော်ဆက်ပါတယ်သူကအဖွားဒီနန်းလေကျော်မေးတဲ့အဖွားဆိုတာကြားထဲကနေပြီးတော့အဲဘာသာပြန်ပြီးတဲ့သဘောပါကုကင်စကားနဲ့ပြောရင် translate လုပ်ပြီးတဲ့သဘောပါပဲတကယ်ကဒီအဖွားတို့ကိုတို့မိသားစုစောင့်ရှောက်တဲ့ဒီဘိုးတော်ကနေပြီးတော့ကိုရဲ့မိသားစုတွေကဆုံးမသွားတဲ့ပုံစံတွေဒီသေဘွားတွေကိုခေါ်လာပြီးတော့ဒီမိသားစုနဲ့ ဆုံးသွားသွားတဲ့မိသားစုနဲ့ဆုံးမသွားတဲ့ပုံကုန်နဲ့ကိုဒိုက်ထိတွေ့ပေးတဲ့ဒိုက်စကားပြောခွင့်ရအောင်ဆွမ်းဆောင်ပေးတဲ့သဘောပါပဲအဲဒီနယ်လေဂျုံအဖွားအိမ်ကိုသွားတော့ဟိုနယ်လေဂျုံ မေးတဲ့အခါမှာညဘက်ကိုအဓိကထားမေးတယ်ညဘက်ကိုမေးပြီးတော့တည်ဆုံးသွားတဲ့ပုံကုန်နဲ့ဒီလာမေးတဲ့မိသားစုဝင်နဲ့ဒိုက်စကားပြောခွင့်ပေးတာပါ ြောခွင့်ပေးကြအောင်ဘိုးတော်ကခေါ်လာပြီးတော့ဒါတိုက်ပဲစကားပြောခွင့်ပေးတာပါ။ဂျားရဲကနေပြီးတော့ပူးပြောတာလည်းမဟုတ်ဘူး။အဲအဲ့ဒီအချိန်မှာမိသားစုနဲ့ဒီလာမေးတဲ့မိသားစုနဲ့ဒီခေါ်လာတဲ့တစီနဲ့နားမလဲတဲ့ချိုစကလုံးလေးတွေရှိနေတာပဲအဖွားကနေကြားထဲကနေပြီးတော့သူ translate လုပ်ပြီးတော့ပြောပေးတဲ့သဘောပါအဖွားကမေးတာတို့အဖွားဝင်ပူးတာတို့လည်းမဟုတ်တလို့ဒီနက်လေဂျုံမေးတဲ့ဘိုးတော်ကပြောပေးတာလည်းမဟုတ်ဘူးဒါလိုက်ပြောရတဲ့သဘောပါအကိုကိုတိုင်ကြုံတွေ့တဲ့အကြောင်းလေးတစ်ခုကတော့အကို ခုနှစ်တန်းနှစ်ပေါ့ဆက်နှစ်နှစ်သားလောက်မှာအဲတခါဒီတာလိကာဆိုတဲ့ရွာမှာနေတုန်းကဒီဘိုးတော်ကကြွလာပြီးတော့အိမ်ကိုလာပြီးတော့လေချုံပြီးတော့ပြောပါတယ်ဒါပေမဲ့အဲ့အချိန်မှာအကိုရဲ့အဖွာမရှိတော့ဘူးမရှိတဲ့အခါမှာအဖွာဆိုတာအေးဒီတာလိကာမနေတဲ့အဖွာကြီးမရှိတော့ဒီဘိုးတော်ပြောတဲ့စကားကိုလေချုံပြောတာကိုနားမလဲပါဘူးအကိုအမေလည်းနားမလဲဘူးအကိုလည်းနားမလဲဘူးနားမလဲတော့ အဲသူအန်ရရရှိရင်တော့ဖယ်ရှားပေးပါဆိုတော့လောက်ပဲပြောပြီးတော့သူကမှအဲ့လိုလာတဲ့ခါမှာလေချွန်းတဲ့အကျယ်ကြီးနဲ့ဒါလေချွန်းပြောတဲ့ဆိုတာကိုရင်ကြားအောင်ပေါ့တခြားအိမ်လေးအင်ရှိအိမ်လေးဘေးဟိုဟာပတ်ဝန်းကျင်လည်းကြားတယ်အကျယ်ကြီးပဲကြားကြပါလေအဲကြားပြီးတော့အဲ့ပြီးလဲပြီးတော့ဘိုးတော်ပြန်ကြွသွားတယ်ပေါ့ကြားကြွသွားတဲ့ခါမှာမနဲ့မိုးလေးနဲ့အခါကျမှအဲအကိုရဲ့တည်ဆုံသွားတဲ့အဖွားရဲ့ကိုလာဖောက်တယ်ဆိုတာသိရတယ်အဲလာဖောက်တော့သူ့မှာရွှေသွားရှိတယ် ်ဆိုပြီးတော့ဒီဟိုဟိုဘလိုပြောမလဲရွှေတော့လိုချင်လို့လာဖောက်တဲ့ပုံကိုတွေကိုအဲ့ဒါဘလိုဘိုးတော့ကတော့ဘလိုဆောင်ရွက်လိုက်လဲမသိဘူးပေါ့လေအဲ့ဒီမှာတန်တွင်းလေးတွေဆက်လေးထုတ်ကလေးတွေကြံခဲ့ပြီးတော့အဲသူတို့ထွက်ပြေးသွားတာဒါတော့ကိုယ်တိုင်ကြုံခဲ့ရတဲ့အကြောင်းအရာတွေတစ်ခုပေါ့နော်အဲခုနကလိုပဲအဖွာနလိကြုံပေးတဲ့ကျုံပင်ကောက်ကိုရောက်တဲ့ခါမှာလဲကျုံပင်ကောက်အဖွာအိမ်ကိုရောက်တဲ့ခါမှာလဲအဲဒီအမြဲတမ်းကြုံတွေ့နေရတယ်ပေါ့လေကြုံတွေ့နေရတဲ့ခါကျတော့ခုနကလိုနံပါတ်1ကသူကညဘက်ကိုမေးရတာများတယ် ်ငါဘက်ကမေးမှအတန်ကျဲတယ်မိမိတ်မှအတန်ကျဲတယ်အဲတကယ်လို့မိထွန်းထားလို့ရှိရင်အတန်နည်းနည်းလေးတိုးတယ်အမေကတကယ်ဘိုးတော်ကြွလာပြီးသူရွှီဆိုကြွလာပြီးဆိုတာနဲ့စတင်မေးတော်မယ်ဆိုရင်မိတွေအားလုံးမှိတ်ထားတယ်မိမှိတ်လိုက်တဲ့အခါကျမှအတန်းကျဲပြီးတော့ခုနကလိုပြောတဲ့ကိုမေးကျင်တဲ့ပုဂ္ဂိုလ်အဲခေါ်ပေးတယ်အဲ့ဒီနေရာမှာတခုမေးစရာရှိတာကအဲတေးသွားတဲ့လူတိုင်းခေါ်လို့ရလားဆိုတာအဲ့ဒါခေါ်လို့မရပါဘူးတကယ်လို့ဒီ ဖះဟောတရားနဲ့လည်းညီတယ်ဆိုတာဟိုတခါနတ်ပြည်တို့စတုမာတိတို့တာဝန်သားတို့ရောက်သွားရင်လည်းဘိုးတော်အားဟာကိုလည်းပြောနိုင်တယ်ဘယ်ဘုံဘယ်ဘုံရောက်သွားပြီလူဘုံရောက်ရင်လည်းရောက်သွားပြီအဲအဲ့လိုမျိုးလေလူဝင်စားရှိတယ်ဆိုရင်လည်းဘလူဝင်ထဲမှာဘလူဝင်စားနေတယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြပါတယ်တကူအောက်ဘုကောင်တာဒီအနှစ်ဖွာဆုံးခဲ့တာဆိုအနှစ်30နီလောက်ဖြစ်သွားပြီပေါ့လေအဲ့ချိန်ထိကုရတိအဲလူသာသေးသွားပြီမှနာမည်မသိပဲကြံခဲ့တဲ့နတ်လေကျုံတို့တော့ပြောလို့ရပါတယ်အဲဒီ နက်လီဂျွန်နဲ့ပတ်သက်ပြီးတော့ဟိုပြောကျင်တော့ပြောပြရင်တော့တခြားတခြားသောဒီခေတ္တမှာနက်လီဂျွန်လီဂျွန်နဲ့ဆိုပေါ်လာရလဲရှိတယ်ဒါပေမဲ့တချို့ဆိုဟိုအလေအညာတွေနဲ့တချို့ဆိုလို့ရှိရင်လည်းအဲခဏလေးပဲနာမည်ကြီးပြောတချို့အဲပျောက်ကွယ်သွားရင်လည်းရှိတယ်ဒီနက်လီဂျွန်ကတော့နှစ်ပေါင်းအဲ30နီနီပါအလောက်ရှိသွားပြီဗောလေဂရက်ဒီကိုပဲအဲဟိုလူတွေမှာအသက်50နဲ့အထက်ဝန်းကျင်လူတွေဆိုတော့မျိုးများသိကြသေးတယ်လေချုံနဲ့နက်လေချုံလို့ပြောလိုက်တာနဲ့ဒါကျုံးမကောင်းနက်လေချုံကိုပြင်းပြင်းငယ်ခဲ့ကြတာပါဖြစ်ပါတယ် အဲကျွန်တော်တို့အမေရဲ့ပြန်ပြောပြကြရကျွန်တော်အဖွားပေါ့လေကျွန်တော်၄နှစ်ခွဲမှာဆုံးသွားတယ်အဖွားတော်များတည်ဆိုဒီဟာမေးဖို့အတွက်ဆိုတာသူကစပြီးတော့မေးဖို့အတွက်ဆိုရင်ဒီခုနက net လေဂျုံဘိုးတော်ကနေအပေါ်ကနေပြီးတော့ comment ပေးပြီးတော့အဲရွာနေထွက်ထွက်ပြီးတော့အဲဟိုအမတာလီကာနေထွက်သွား6တင်းကွင်းဆိုတဲ့ရွာရှိတယ်အဲရွာမှာဆောက်ဟိုလာတဲ့ကားကိုတက်တက်ပြီးတော့တကယ်ဟိုဘိုးကနေပြီးတော့သူက comment ပေးပြီးတော့စီးသွားပြီးတော့ အဲဘယ်နေရာကျမှဆင်းဆိုရင်ဟိုးပြီးဝင်ခံနီး၄ကျွန်း10မီတောင်ဆိုအခုလည်းရှိပါတယ်အဲ့၄ကျွန်း10မီတောင်မှာဆင်းဆင်းပြီးတော့အဖွားကအမကိုရဲ့အဋိဌာန်ဝင်းဆိုပြီးတော့ဒီကိုရဲ့အဋိဌာန်ဝင်းပြီးတော့အဲသူ့ရဲ့ပြောရရင်တော့ကျွန်တော်တို့ဘာသာစကားသင်တန်းပဲပြောမှာလေးချွန်တောင်နားလေတဲ့သင်တန်းပေးတယ်အဋိဌာန်တွေဝင်းပြီးတော့ပါအဲ့ဒီအချိန်ကျမှအဲပြန်လာပြီးတော့အိမ်မှာပွဲထုတ်ပြီးတော့နက်လေချွန်စမေးတယ်လို့အသိရပါတယ်ပြောချင်တာကတော့ဒီလို မေးနိုင်မှုဆိုရင်လည်းကိုယ်မှာထိုက်သည့်အားလျော်ရဲစရဏတွေနဲ့အဲအကြောင်းတရားပဋ္ဌာန်းစစ်တွေရှိရတယ်လို့ကျွန်တော်သိရပါတယ်။ဂျုံမင်ကောက်မှာကျတော့ပိုအတိများသွားတယ်ဆိုတော့အရင်တော့ကတော့တာလီကာဆိုတာကရွာလေးဖြစ်တာရယ်ဒီဝေးတယ်အဲဒီတော့အဖွားအကြီးတွေတော့အဖွားအငယ်တော်စင်တွေကဂျုံမင်ကောက်ကိုပြောင်းပြီးတော့မေးတဲ့အခါကျတော့အဲပို့ပြီးတော့လူတွေကဟိုတွားရေးလာရေးလွယ်လာရယ်နောက်တစ်ခုကပို့ပြီးတော့ဟိုနောက်ပိုင်းကာလကျတော့ဒီနက်လေဂျုံနေနက်လေဂျုံအဖွားဒီဟိုက ဘယ်လိုခေါ်မလဲနာမည်ကြီးခဲ့တာလူသိများခဲ့တာဆို1980ကျော်ဝန်းကျင်ကနေပြီးတော့1990ကျော်အထိအဲဝန်းကျင်နှစ်ဒီမှာနာမည်ကြီးခဲ့တာပေါ့နာမည်ကြီးတဲ့ဆိုတာကလည်းဟိုမှန်လို့သာနာမည်ကြီးတာပေါ့လေတကယ်လို့သာလိန်ခဲ့တာညာခဲ့တာအဲတကူအမှားယွင်းရှိခဲ့တာဆိုရင်ဒီလူသိများတာတို့နာမည်ကြီးတာဆိုတာဟိုဖြစ်မလာပါဘူးခဏတစ်ဖြုတ်ပဲအဲလူသိပြီးတော့တခြားပြီးရင်ပျောက်ကွယ်သွားမှတော့ပါအဲအခုလေချွန်တဲ့ဇကားကလည်း အဲဒီဟာကိုအခြေတည်ထားရဆိုမဲ့ frame ပုံစံလေးကတော့အဲဆင်တူရိုးမှရှိပါတယ် frame ကဘာလောက်လဲဆိုတော့ဒီတည်ဆုံးသွားတဲ့အဲပုံကိုယ်တွေပုံတည်ဆုံးသွားတဲ့ဒီပုံကိုယ်တွေနဲ့မိသားစုနဲ့ပြန်ပြီးတော့သူတို့အချင်းချင်းချိတ်ဆက်ခြင်းတဲ့အကြောင်းလေးကို frame တည်ထားတာပါအဲလေရှင်လက်ဆိုတဲ့သဘောကလည်းဒါပါပဲသူကတည်ဆုံးသွားတဲ့ကြံခဲ့တဲ့မိသားစုနဲ့တည်ဆုံးသွားတဲ့ပုံကိုယ်ရဲ့ပုံကိုယ်ကို ပြန်ပြီးတော့ချိတ်ဆက်ပေးတဲ့အဲဆက်သွယ် ဟိုဆက်သွယ်ဆက်သွယ်ပေးတဲ့အကြောင်းတရားလေးတစ်ခုပါပဲဒါ ਉਹ ပဲသူက frame တဲထားတာပါဒါပေမဲ့တစ်ခုရှိတာကဟိုလေချွန်နဲ့ဆိုတာကတော့ကျွန်တော်တို့တကယ်ဟိုပဲအဲဘလို့ခေါ်မလဲဟိုခံငယ်မှာတရားတော့ရုပ်ရှင်ပုံစံမျိုးဖန်တီးရတဲ့အတွက်သူကကြည်ကောင်းအောင်လို့ရုပ်ရှင်ပုံစံမျိုးဖန်တီးရတဲ့အတွက်ဟာသားလေးတွေ အဲဒီအချစ်လွမ်းလေးတွေဒါမျိုးလေးတွေနဲ့ထည့်ပြီးတော့ဖန်တီးတာဖြစ်တဲ့အတွက် frame ပုံစံလေးကတော့ဆင်ပါတယ်ဒါပေမဲ့ခုနကပြောတဲ့ဂျန်တဲ့အပိုင်းတွေကတော့ဒါသူရဲ့ရုပ်ရှင်ဟာရုပ်ရှင်ပုံစံမျိုးအကြည့်ကောင် entertainment ပုံမျိုးသွားတဲ့အတွက်ဒီဟိုမူရင်းနှက်လေကျုံပုံစံနဲ့တော့ကွဲပြားပါတယ်ဟိုမှာမေးခဲ့တာလဲနှက်လေကျုံမေးတယ်ဆိုတော့အဲပုံကောလည်းအဖွားတွေပါတော်တော်များများသိကြပါဒီမှာတော့အဲကိုမြင့်မြတ်ကတရုတ်ဆောင်ထားတာတွေ့ရပါတယ်အဲလေချုံတဲ့ပုံစံဆိုလဲဒီကျွန်တော်တို့တကယ်လေချုံတဲ့ ကျွန်တော်တို့ကိုယ်တိုင်ကြားခဲ့တာစကားပြောတဲ့ပုံစံနဲ့လေချွန်ကြတာပါအဲဒီမှာတော့သူဒီတချင်းဆိုလို့ချွန်တဲ့လေချွန်ပုံစံမျိုးလေးနဲ့ချွန်ပြီးတော့ပြောခဲ့တာလည်းတွေ့ပါတယ်ဒါလည်းသူရဲ့အေလူတွေနဲ့တိလွယ်အောင်လို့လေချွန်တဲ့ပုံစံကိုပဲဖန်တီးထားတယ်အဲ့လိုထင်ပါတယ်အဲတကူရှိရတော့ဒီစကားလေးကိုကြည့်လိုက်တဲ့အခါမှာတချို့ဟိုအသက်အရွယ်ကြီးရလူတွေလေချွန်တဲ့ဆိုတာကိုပြန်သတိရသွားစေတဲ့အတွက်အဲဒီစကားလေးကလည်းအင်မတန်မှကောင်းပါတယ်လေချွန်တဲ့ကိုလည်းပြန်သတိရသေးတယ်လို့အဲသွားကြည့်တဲ့အခါမှာလည်းဒီဟာသားလေးတွေအဲဒီအချစ် အဲအချစ်ဇလန်းလေးဟိုဘယ်လိုခေါ်မလဲဟိုဒရမာလေးတွေမှာကြီးခဲ့ရတဲ့အတွက်ဒီဇာတ်ကားလေးကလည်းဘာပဲပြောပြောဒီလေချွန်နဲ့ကိုတတိယစီတဲ့အပြင်အဲဒီတခြားရတလေးတွေပေးတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက်ဒါကြီးတဲ့ဇာတ်ကားလေးအဲတစ်ခုဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘယ်လိုဝင်ရအောင်လေးလေးပဲချော် အကိုတို့နယ်ပယ်မှာသူအများကြီးရှိပါတယ်ဒီလေကျွမ်းလမ်းနဲ့ပတ်သက်ပြီးတော့အခုနကအကိုပြောသလိုပဲတချို့သူမယုံလို့လာဆန်းတဲ့ပုံကိုယ်တွေလည်းအများကြီးတွေ့ကြတယ်လို့အကြောက်ဟုတ်ပါတယ်ဒီတချို့ဒီအသက်50 60 80ဝန်းကျင်တွေမှာလည်းကိုယ်တိုင်မေးခဲ့ဘူးတဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့ဘူးတဲ့ပုံကိုယ်တွေလည်းများစွာရှိမယ်လို့ထင်ပါတယ်အဲဒါကြောင့်ဒီလိုပုံကိုယ်တွေကလည်းဒီလေကျွမ်းလမ်းဇကားလေးကိုကြည့်ပြီးတော့ပြန်ပြီးတော့လေကျွမ်းလမ်းကိုပြန်ပြီးတော့တတိယစီမယ်လို့အကိုအနေနဲ့ပြောကြားလိုပါတယ်